မင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမင်းလေးကတော့လေဆွဲတခါတော့ကဘရင်ဆရာကြီးတို့ရှိတယ်သူ့ကွယ်လုံးပြီးနောက်သူ့မိသားစုမှာစီးပွားရေးရှင်တွေကြဆင်းလာခဲ့တယ်နေ့စဉ်စာဝတ်နေဖြည့်ရှင်းရတဲ့မိသားစုမှာငွေကြေးခက်ခဲနဲ့ရင်ဆိုင်နေရတယ်ဒီနေ့မှာဘရင်ဆရာရဲ့တနည်းက နီလာလေဇွဲလေးတစ်ခုကိုတိတ်ထားရမှာထုတ်လိုက်ပြီးသူ့ဤသားကိုပေးလိုက်တယ်။တာကြီးဒီလေဇွဲလေးကိုယူပြီးမင်းဦးလေးဆိုင်သွားလေဇွဲကိုပေးလိုက်။လေဇွဲအတွက်တမုံဝေစားပြန်ယူလာခဲ့ပါလို့ပြောလိုက်တယ်။ကမင်းလေးမိခင်ပြောတဲ့အတိုင်းလေဇွဲကိုယူပြီးသူ့ဦးလေးစီသွားခဲ့သည်။ဦးလေးဒီလေဇွဲကိုယူကြည့်ပြီး ကောင်းလေးကိုပြောလိုက်တယ်။တာကြီးလေဇက်ကိုမင်းမိတ်စီပြန်ယူသွားပါ။သူ့ကိုပြောလိုက်ပါအခုကြောင်းရဲ့ဈေးတွေကျနေတယ်။နောက်ဈေးကောင်းတဲ့ခါမှရောက်ပါလို့။ခုတော့မင်းမိတ်ဈေးသုံးဖို့ငွေသားနှင်းငယ်ပေးလိုက်မယ်။ဟောဒါနဲ့မင်းခုလုံးမရှိဘူးမော်လား။မနေ့ပြန်ဦးလေးရဲ့ကြောင်းမျက်ဆိုင်မှာအလုံးလာလို့ကွာ။ ဦးလေးကမင်းကိုလောကပေးမှာပေါ့ကွာအဲ့လိုပြောလိုက်ပြီးကောင်းလေးလေသူ့ဦးလေးပေးလိုက်သည်ငွေသားနိုင်ငယ်နဲ့သူ့မိသားစုရေရှည်ရနိုင်မည်မို့မနေ့ကကစားလို့ဦးလေးဆိုင်မှာလှုပ်ဆင်းမှဖြစ်မယ်လို့စဉ်းစားမိတယ်။နောက်နေ့ကစားပြီးကောင်းလေးလေသူ့လေးဆိုင်တို့သွားရောက်ပြီးအလုပ်ဆင်းတယ်။သူတို့လှုပ်လို့နေရင်အဖို့တန်အကြောင်းမြင့်ရတဲ့နာတို့ရဲ့အကြောင်းကိုလေးလာသိယူခဲ့တယ် အလုတ်သေးရင်းလာတာနဲ့အမျှကျောင်းမြေအကြောင်းကိုတော်လီစစ်စစ်ကဲပြတ်နိုင်လာခဲ့တယ်။ကျောင်းမြေကိုကြည့်ရှုပြီးဈေးပြတ်နိုင်ပြီးအဆင့်တို့ပဲကျွမ်းကျင်တက်မြောက်လာခဲ့တယ်။တနေ့မှဦးလေးကသူလေးမင်းမစီသွားလိုက်အောင်ခုကျောင်းမြေဈေးတွေကောင်းနေတယ်။ဒီရှင်ရောင်းရင်ဈေးကောင်းရမှန်းတို့ပြောပြီးနီလာဘေးကိုယူလာခဲ့လို့ပြောလိုက်တယ်။ကမလေးလည်းအိမ်ပြန်ခဲ့သည်။ သူ့မိစီမနီလာလေးဆွဲကိုယူပြီးစစ်စစ်ကြည့်ရှုရမှာဒေဇဲမှာစစ်မို့ပဲအတုဖြစ်နေကြောင်းကိုသိလိုက်ရတယ်။နောက်တနေ့တွင်ကောင်းလင်းလေးသူ့လေးဆိုင်တို့ပြန်လာခဲ့တယ်။ဒေဇဲကိုတော့ယူမလာခဲ့တော့ဘူး။ကိုလေးကလေဆွဲတော်လို့ယူမလာတာလေလို့မေးရပါလေဆွဲလားမြူလာရဖို့လေကျွန်တော်သေးသေးရှာရှာစစ်ဆေးခဲ့ပြီးပြီအဲ့ဒါအတူကြီးပါဗျာ ဘာတန်ဖိုးမှမရှိဘူးဗျာဟုပြောလိုက်တယ်။ကောင်းလင်းကဦးလေးကိုပြန်မေးလိုက်တယ်။ဦးလေးအမေလေဆိုရာတူကြီးမှန်းဦးလေးသိပြီဖြစ်ပေမဲ့ဘာဖြစ်လို့ဈေးကောင်းရမှရောင်းမှဆိုပြီးတိတ်ခိုင်းထားရတာလဲ။တို့ကဦးလေးကဒီမေလူလေးမင်းလေဆွဲကိုယူလာခဲ့တဲ့နှောင်းကလေဆွဲကအတူကြီးပါလို့ငါပြောလိုက်ရဲ့။မင်းတို့မိသားစုစိတ်သက်ပေါ်ကြသွားမယ်။ဒီနောက် ငါကလိန်ပြောတယ်လို့မင်းတို့ထင်ကြလိုက်ပဲအခုဆိုမင်းလည်းကြောက်မြက်ကြောင်သိနေပြီပဲလေစဲကအတုဆိုတာကိုမင်းကိုယ်တိုင်သိသွားရောပေါ့လို့ဦးလေးကပြောလိုက်တယ်ဒီပုံမြင်လေးမှာပြောချင်တဲ့သင်ခန်းစာကတော့အသိဉာဏ်မပါတဲ့စောင့်ရှောက်ခြင်းဟာအခင်လွဲခြင်းနဲ့ပျက်စီးခြင်းတို့ဖြစ်စေနိုင်ပါတယ်ဒါကြောင့်မြုံမြင့်ကြီးစွာနဲ့ဆိုင်ရွက်သိမ့်ပါတယ်ဆိုတာကိုချစ်ခင်စွာမျှဝေလိုက်ရပါတယ်